Joshua Bane Champion G Pando Ja ရဲ့ထိုးပွဲကြီးကိစ္စနဲ့ပတ်သက်ပြီးအနေငယ်ရေးကြည့်တဲ့ဆွဲထုတ်ခြင်းစရာလေးတွေကျွန်တော်အနေနဲ့ပရိသတ်တွေကိုရေးဖို့သင်ဆက်ပေးခြင်းနဲ့ Pando Ja ကတော့ဒီထိုးပွဲနဲ့ပတ်သက်ပြီးဘာပြောလာလဲဆိုရင် Joshua Bane ကသူ့ကိုအနိုင်ရဖို့ဆိုရင် ဒီ champion ခပတ်ကိုရရှိဖို့ဆိုရင်10နှစ်ကြိုးစားလိုက်အောင်နေပါတယ်10နှစ်ကြိုးစားလိုက်အောင်ဆိုပြီးတော့ပြောလာခဲ့တာပဲဖြစ်ပါတယ် Joshua Van ကအသက်ငယ်သေးတဲ့အမတန်မှအန္တရာယ်ရှိတဲ့ fighter ပါတယ်ဒါပဲမဲ့ဒီတစ်ခေါက် champion စင်ခေါ်ပွဲမှာတော့ခပတ်ကိုသူကပဲဆက်လက်ပြီးတော့ ထမ်းသွားမှာဖြစ်ပြီးတော့ဂျော့ရှူအာဘန်အနေနဲ့ချန်ပီယံကပတ်ကိုရဖို့ဆိုရင်10နှစ်ကြိုးစားလိုက်အောင်လို့ဆိုထားပြီးဖြစ်ပါတယ်ဆိုလိုချင်တာကတော့သူကနောက်ထပ်10နှစ်လောက်ကိုဒီချန်ပီယံကပတ်ကြီးကိုကိုင်ပြီးတော့မြေသူကိုမဆိုအနိုင်ယူပြောင်းအောင်မလို့ဆိုထားပြီးဖြစ်ပါတယ်ဂျော့ရှူအာဘန်အနေနဲ့အသက်ငယ်သေးတယ်သူအနေနဲ့ကြိုးစားပိုင်ခွင့်10နှစ်တိတိရှိတယ်လို့အသီးလင်းကိုဆိုထားခဲ့တာဖြစ်ပြီးတော့လောလောဆယ်မှာတော့ဒီထိုးပွဲမှာတော့သူကသာလေဒီကပတ်ကိုဆက်လက်ပြီးတော့ ကာကွယ်သွားမှာဖြစ်ကြောင်းခံသွားမှာဖြစ်ကြောင်းကိုအသီလင်းဆိုလာခဲ့တာပဲဖြစ်ပါတယ်ဆိုတော့အားလုံးအားလုံးပဲပန်ဒိုဂျာကြီးကတော့ဂျိုရှွာဘန်ကိုလုံးဝကိုလုံးဝကို short သွက်ထမ်းဟန်ရှိပါတ ရှော့သွက်ထားတယ်ဆိုတာကလည်းတကူဆွဲထုတ်ပြခြင်းနဲ့ဂျော့ရှွာမကအခုသူ့ရဲ့လေးချမှုတွေကိုတကူတကူချပြတယ်ချပြတဲ့အခါမှာဘာထူးခြားလဲဆိုတော့ဘောက်ဆင်ကိုပဲချပြတယ်နံပါတ်တကူမှမပေါ့နော် ground ball တကူမှမပေါ့ဒါကြောင့်မပရိသတ်တွေကဝေမှန်းကြတော့ဂျော့ရှွာပန်ကြီးမင်းအခုရင်ဆိုင်ရမှာကကမ္ဘာအကောင်ဆုံးနံပါတ်သမားနဲ့ပြဘောက်ဆင်သမားနဲ့မဟုတ်ဘူးနည်းနည်းပပလေးကျွန်တော်တို့ဒီနော် ground ball ကိုလေးချပါလားချပြပါလားဂျော့ရှွာပန်က no ပါ သူအနေနဲ့နော်သူအစတုန်းကအင်တာဗျူးမှာဖြေချထားတဲ့အချိန်မှာနဗန်းသမားနော်နဗန်းကျွမ်းကျင်တဲ့သူကိုနဗန်းနဲ့ပဲဆုံးသက်ပြောင်းရင်ဒါပဲမဲ့တကယ်လိုအပ်မှာထုတ်ပြောင်းမယ်ဘောနော်သူအနေနဲ့ခုချိန်မှာကဘယ်လိုပြောမလဲသူအနေနဲ့ယောက်ျားချင်းရှင်ဖိုင်းတာပိုကြိုက်တယ်ဗျာဆိုတော့သို့တော်လည်းပဲသူအနေနဲ့တကယ်နော်ပရိသတ်တွေထင်မှတ်မထားတာတွေနဗန်းနဲ့ပတ်သက်ပြီးချပြမယ်လို့လည်းဆိုထားတာဖြစ်တယ်နော်ဆိုတော့ဂျေရှွာဘန်ကလည်းယုံကြည်မှုအပြည့်ပဲအောင်လအဆန်းကလည်းဂျေရှွာဘန်ရဲ့ပွဲကိုတွားကြည့်မယ်လို့ကြေညာထားပြီးပြီဆိုတော့ เนาะဟိုအမေရိကန်ရောက်ဒါမြန်မာနိုင်ငံသားတွေအများကြီးပဲဒေါ်လာ2300အကုန်ခံပြီးတော့เนาะဒါ Texas ကိုကျွန်တော်တို့သွားကြမှာဖြစ်တယ်။ဘိုင်းရဲ့ပွဲကိုเนาะဒီ mobile area နာမှာသွားကြည့်ကြမှာဖြစ်တယ်။ဆိုတော့မကြာခင်အရောင်းမှာနီးကလာပြီဖြစ်တဲ့အတွက်ကျွန်တော်ပြည်သက်တွေရောင်းအောင်မရင်ခုန်နေပြီ။ဘိုင်းတို့ဂျာကြီးကတော့ Joshua Van ကို10နှစ်စူးစမ်းလိုက်အောင်လို့ဆိုထားလိုက်တာပဲဖြစ်ပါတယ်ဗျာ။